ဒီဗီဒီယိုလေးကတော့29ရက်နေ့ကကျွန်မတင်တဲ့အာဆီယံအစည်းအဝေးအဖြစ်ရဲ့နောက်ဆက်တွဲဗီဒီယိုအပိုင်းတစ်လေးဖြစ်တယ်ပေါ့နော်အပိုင်းတစ်ကိုပြန်ကြည့်ကြည့်နေဆိုလို့ရှိရင်တော့ကျွန်မရဲ့ TikTok အကောင့်မှာတင်ထားရယ်ပေါ့နော်ကျွန်မ YouTube channel မှာလည်းတင်ထားရယ်ဘဝင်ကြည့်လို့ရတယ်ပေါ့နော်ဆိုတော့အာဆီယံအစည်းအဝေးအဖြစ်ထွက်ပြီးနောက်ပိုင်းမှာဒီမလေးရှားနိုင်ငံမှာပြုလုပ်တဲ့နော် NGO တွေစုပေါင်းပြီးတော့ပြုလုပ်တဲ့နောက်ထပ်သုံးသက်ချက်တွေပေါ့နော် ဆိုတော့ကျမတို့အဲ့ဒီဘွဲကိုတက်ရောက်ခွင့်ရခဲ့တယ်။အဲ့မှာကျမ live လဲမှန်တာတိတော့မှလည်း live မှန်တယ်ပေါ့နော်။ဒီ Facebook မှာလည်းကျမ live မှန်တယ်ဆိုတော့အဲ့မှာအများကြီးပဲပြောထားကြတာရှိတယ်။ဘာတွေဆွေးနွေးကြလဲ၊ဘာတွေပြောသွားကြလဲဆိုတာကိုညှိတယ်လို့လာပြီးတော့ဟိုပြောထားကြတဲ့လူတွေရှိပေါ့နော်။ဒါကြောင့်မို့ကျမဒီ video လေးကိုထပ်ပြီးတင်ပေးခြင်းဖြစ်ပါတယ်။ ဆိုတော့ဒီမှာအတုံချုံလေးပဲပြောမယ်ပေါ့ရှင်နော်အားလုံးကတော့အဲ့မှာဟိုပေါင်ဝင်တဲ့ဟိုပေါင်ဝင်ခွင့်ရတဲ့လူတွေဆိုလို့ရှိရင်ဖွဲ့စည်းတယ်ဆိုလို့ရှိရင်ဒါမေးရှားရောက်နေတဲ့တိုင်းရင်းသားဖွဲ့စည်းတွေပါမယ်မြန်မာတိုင်းရင်းသားဖွဲ့စည်းတွေပါမယ်ပြီးရင် UNH တွေပါမယ်ဒီမှာအရေးဘက်ကိုကင်တွယ်ဖြည့်ရှင်းနေတဲ့အဖွဲ့စည်းတွေတော်တော်များများပါလာတယ်ပေါ့ရှင်ဒီမေးရှားနိုင်ငံကဒီအာကလေးတငယ်စောက်ချောက်ရေးတို့เนาะအဲအမျိုးသမီးအခွင့်အရေးတို့ဒီလိုဖွဲ့စည်းတွေလည်းပါလာတယ်ပေါ့ဖွဲ့စည်းတွေတော်တော်ဆုံးပါတယ် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများမြန်မာအရေးကိုဟိုလောက်ကန်နေသူများလည်းတောက်တက်ရောက်ခွင့်ရရတယ်ပေါ့နော်ဆိုတော့ကျွန်မတို့လည်းတက်ရောက်ခွင့်ရခဲ့တယ်ဆိုတော့အဲ့ဒီမှာဘာလို့ပြောသွားလဲဆိုလို့ရှိရင်မလေးရှားလွှတ်တော်အမှတ်ပြောလာဝင်ကျွန်မဟိုက်လိုက်လို့မယ်တော်များများကတော့ဒီမဟာလာဆေးအုပ်စုရဲ့လုပ်ရဟာမတရားဘူးဆိုတော့မိမောင်းထုတ်ပြသွားတဲ့ဟာတွေပဲပြောသွားရပေါ့နော်ဒါအားလုံးကဇီရိုယူမှာပဲနော်ဒီရွေးကောက်ပွဲကိုလည်းလက်မခံနိုင်ဘူးဆိုတဲ့အကြောင်းပြောသွားပြီးတော့မှအဓိကပြောသွားတာကတော့ဒီမူဝါဒ၅ချက်ပေါ့နော်အာဆီယံကချမှတ်ပေးထားတဲ့မူဝါဒ၅ချက်ကအလုံးမဖြစ်ဘူးဒီကပို့ပြီးတော့ အာလုတ်ဆောင်တင့်နေဆိုတဲ့အကြောင်းလေးတိုက်ကုန်းသွားတာဖြစ်တယ်ပေါ့နော်အရေးယူတင့်နေလို့ပြောသွားတာဖြစ်ပါတယ်အဲ့ဒီမှာကျမတို့ကျမအကျိတ်ဆုံးကတော့ဗာလဲဆိုလို့ရှိရင်မြမအရေးမှာနော်အများအားအော်ပေးနေတဲ့ဒီမလေးရှားနိုင်ငံဘက်ကတော်တော်အမတ်မစ္စတာဝန်ချမ်းရဲ့စကားကိုကျမကြိုက်တယ်ပေါ့နော်သူကဗာပြောလဲဆိုလို့ရှိရင် ဟာဟာလာဟာနော်ဒီမလေးရှားမှာအာဆီယံစည်းဝေးမှာတက်ချောက်လာတယ်တက်ချောက်လုတ်တယ်ပေါ့နော်အာဆီယံစည်းဝေးတွေအတိုင်းမှာဥမာထိုင်းမှာလုတ်တဲ့အာဆီယံစည်းဝေးဆိုလို့ရှိရင်လည်း तू ရောက်လာပြီးတော့မှ तू ပြောတဲ့စကားတွေကအဲဒီအာဆီယံဆုံးဖြတ်ချက်တွေကို तू လက်ခံပါတယ်နော်အရင်တော့မင်းကဒီဘူဝရငါချက်ကိုချမှတ်တဲ့ချိန်မှာလည်း तू ကိုယ်တိုင်လက်ခံသွားတယ် तू ကိုယ်တိုင်သဘောတူသွားပြီးတော့မှမြန်မာပြည်ပြန်ရောက်တာနဲ့တရက်တော့မကြောက်ဘူးအချက်ချင်းဘုံကျဲတယ်ပေါ့နော်ဒီလိုမျိုးစီးမဆောက်တဲ့လုပ်ရက်တွေဘာမှစီကန်လိုက်မလာတဲ့လူတယောက်ကိုဟိုစီးရင်နဲ့ထည့်စရာမလိုတော့ဘူးဆိုတဲ့အကြောင်းရယ်နောက်တစ်ချက်ကဒီအိုးထင်းရွာကိစ္စပေါ့နော်သူတို့ဒီ တကယ်တော့မရှိအိုးထင်းရွာလိုမျိုးစင်တူရုံမဖြစ်စင်နေတာကျွန်တော်မြန်မာပြည်မှာတောက်လျှောက်ဒီလေးနှစ်တန်တိုင်းမှာကျူးလွန်ခဲ့တဲ့အဖြစ်တွေအများကြီးပဲရှိတယ်ဥပမာကျွန်တော်လူတွေအစုလိုက်ပြုံလိုက်မိရှုတက်တာတွေအဲ့ဒီကိစ္စတွေကလုံးဝလက်မခံနိုင်တဲ့အကြောင်းတရားတွေဖြစ်တယ်ပေါ့ဒါတွေကိုအာဆီယံအနေနဲ့ကကနနာမသိခဲ့ဘူးဒါပေမဲ့အခုနောက်ပိုင်းမှာဖြစ်လာတဲ့ဒီ2025အတွင်းထဲမှာဖြစ်လာတဲ့ငလင်ဘေးမှာဘူးတဲတဲ့ကိစ္စတွေနော်အိုးထင်းရွာကိစ္စပေါ့နော်ဒီစာသင်ကျောင်းမှာကလေးတွေကိုအယောက်20လောက်တက်ဖြတ်တဲ့အထိကိုဘုံနဲ့ဟိုဒုက္ခပေးခဲ့တဲ့အကြောင်းအရာတွေဒါတွေကိုအာဆီယံအနေနဲ့ဒါတွေသိတာလေးသိထားတယ်နော်ဒီသဘုံသက်တည်လေးလည်းသိထားတယ်ဆိုတဲ့အခါကျတော့တော်တော်လေးကိုနားလည်သဘောပေါက်နေတဲ့ အနေထားမျိုးဖြစ်တယ်ပေါ့သူကအဲ့ဒီလိုမျိုးပြောသွားတာပါကျွန်တော်တို့ဒီမြန်မာနိုင်ငံပြည်သူတွေဒုက္ခရောက်နေခြင်းဒီเนาะဒီအာဏာသိမ်းမှုကြောင့်ဖြစ်တယ်ဆိုရယ်နောက်ပြီးတော့ဒီကျွန်တော်တို့ကလေးတွေကိုပေါ့နော်အပြစ်မဲ့ကလေးတွေကိုပုံကျဲတက်ဖြက်နေဒီကျင်းတည်လေဒါဘလို့မှလက်ခံလို့မရတဲ့အပိုင်းဖြစ်တယ်ဆိုရယ်เนาะဒီထက်ပို့ပြီးတော့မှဟိုအာဆီယံချမှတ်ထားတဲ့ပူဝါဒ၅ချက်ထက်ပို့ပြီးတော့မှအဲ အရေးယူမှုတွေလုတ်တင်နေဆိုတဲ့အကြောင်းလေးကိုသူက highlight လုပ်ပြီးပြောသွားတာဖြစ်တယ်ပေါ့နော်ဒီမြန်မာပြည်သူလူထုကိုလည်းဒီထက်ပိုပြီးတော့မှအကူအညီမှုတွေပေးတင်တယ်အာဆီယံအနေနဲ့တည်ထူဆောင်ရောက်တင်နေဆိုတဲ့အကြောင်းလေးကိုပြောသွားခြင်းဖြစ်ပါတယ်အဓိကတော့ဒါပါပဲပေါ့နော်ဆိုတော့တခြားအဖွဲ့အစည်းတွေကလည်းဒီလိုပဲဒီအဒီတောင်းကိုပဲပြောသွားတာဖြစ်တယ်ပေါ့နော်အစစ်ကောင်စီရဲ့ဒီရွေးကောက်ပွဲဆိုတာလေမြန်မာနိုင်ငံမြန်မာပြည်သူတွေအတွက်အဖြေမဟုတ်ဘူးဆိုတဲ့ဟာပြည်သူတွေဟာအခုဆိုလို့ရှိရင်ဒါအရန်ကမှဒါလေးနှစ်တန်တိုင်းတင်းတန်းခံခံပြီးတော့ပေါ့နော်ဒုက္ခတွေဒုက္ခတွေခံပြီးတော့မှ ဒါတွန်းလှန်နေတဲ့လက်ဟာကိုလည်းမျက်နှာမူရမယ်သူရဲ့သဘောတရားကိုလည်းသဘောထားကိုလည်းမျက်နှာမူရမယ်ဆိုတဲ့အကြောင်းကို highlight လုပ်ပြီးပြောရဖြစ်တယ်ပေါ့နော်အဲ့မှာကျွန်မကပြောချင်တာလဲဆိုတော့ဒီလိုမျိုးကိစ္စုံဆွေးနွေးမှုတွေဒီလိုမျိုးအတန်ဒီလူထုကြားမှာအတန်ထုတ်လာတယ်ဆိုတဲ့ဟာတွေကခုနောက်ပိုင်းမှာမြင်လာတွေ့လာရတယ်အရင်တော့ဆိုလို့ရှိရင်ဒါမျိုးတွေမလုပ်ဘူးကျွန်တော်တို့ ဟိုမြန်မာအတိုင်းဝိုင်းနဲ့လည်းတိတ်ပြီးတော့ဆက်ဆံတာမျိုးရှိခဲ့ပေါ့နော်ခုနောက်ပိုင်းမှာဆိုလို့ရှိရင်ဆက်ဆံလာတယ်ကျမတို့နဲ့စကားပြောလာတယ်ဟိုထိတွေ့လာတယ်တိုင်းသားအဖွဲ့အစည်းတွေအပေါင်းဝင်လာတယ်ဒါမြန်မာဘက်ကတက်ကြွလှောက်ရှားသူတွေအဖွဲ့အစည်းတွေတော်တော်များများနဲ့ချိတ်ဆက်ပြီးတော့ဒီအကြောင်းတွေကိုဆွေးနွေးလာတာတွေရှိရပေါ့နော်ဒါဟာရလက်တစ်ခုပဲဖြစ်တယ်ကောင်းကောင်းတော့ရလက်တစ်ခုပဲဖြစ်တယ်ပေါ့နော်ကျမတို့ကအစိုးရတရက်ကိုဖိအားပေးတဲ့နေရာမှာကျမတို့ကပြည်သူရဲ့အတန်ပြည်သူလက်ရှိခံစားနေတဲ့အရာတွေကိုပဲအတက်နိုင်ဆုံးကျမတို့ကအချက်လက်တွေခိုင်ခိုင်လုံလုံနဲ့တင်ပြနိုင်ဖို့ကဒါအရေးကြီးတယ်အဲ့ဒီလိုတင်ပြမှဘက်ပေါင်းတော်ကနေကျမတို့က ိုကိုနဲ့ချိန်ဆမိတာကအကောင်ကြီးကြီးပဲဖြစ်အကောင်သေးသေးပဲဖြစ်ပြီးသူလူတို့ပဲဖြစ်ဖြစ်ပေါ့နော်ကျမတို့ကတတ်နိုင်တဲ့လောက်တာကိုသတင်းထုတ်ပေးနေလို့လူတွေဒီလိုမျိုးကိုလည်းကျမတို့ဒီမလေးရှားနိုင်ငံမှာရှိနေတဲ့တော်လိုင်းသမားတွေနိုင်ငံရေးသမားတွေလှုပ်ဆောင်နေကြတယ်အဲ့ဒီအတွက်ရလာတဲ့ရလာဖြစ်ပါတယ်ပေါ့နော်အဲ့တော့ ဒီလိုမျိုးတိုင်းရိုက်ထိတ်တိတ်ထိတ်တွေ့ဆက်ဆံလာတာဟာကျွန်တော်တို့တော်လည်ရေးတော့ကတော့အရန်ကောင်းနေကျွန်တော်တို့အတန်ထုတ်ပေးနေလေလေတော့သူတို့တွေကပို့ပြီးတော့လေ့လာလေးလေးဖြစ်မယ်သုံးသက်လေးလေးဖြစ်မယ်ပြီးလို့ရှိရင်သူတို့လွတ်တော်မှာဆွေးနွေးတဲ့အခါကျလို့ရှိရင်လည်းဒီကိစ္စလေးကိုဒါတခုတည်းရဆွေးနွေးလာတဲ့အခုနောက်ပိုင်းမှာပို့ပြီးတော့သိလာရရပေါ့အရင်တော့ကျွန်တော်စာတွေတင်တာပဲဒါပေမဲ့ဒါတွေကမထိရောက်ခဲ့ဘူးသူတို့ ဒီမလေးရှားမှာလည်းသူအဖွဲနဲ့သူတခါနဲ့သူကရှိနှစ်ဖက်ဆိုတာရှိရပဲနိုင်ငံမှာဖြစ်ဖြစ်ရှိရပေါ့နော်အဲ့လိုလွန်ဆွဲနေတာရှိရအဲ့တော့ကျမတို့ပေးလိုက်တယ်ပေးပို့လိုက်တယ်တက်တဲ့ချက်လက်တွေကိုလွတ်တော်ကိုရောက်ချင်တဲ့အချိန်မှလည်းရောက်တာရောက်မရောက်တဲ့အခါတွေကအိုများတယ်ပေါ့ရှင်ဒါပေမဲ့အခုနောက်ပိုင်းကအဲ့လိုမဟုတ်ဘူးနဲ့နော်ကျမတို့ပြည်သူရှိကထုတ်တဲ့အတန်ကိုတိုးစီကိုရောက်ရောက်အောင်ပို့ပေးနေတဲ့ဒီအဖွဲ့စီတွေရှိရပေါ့နော်ဒါတို့လည်းတို့လက်ခံတဲ့အခါကျတော့ဒီရက်လက်မျိုးတွေရလာတာဖြစ်ပါတယ်အဲ့တော့ အဆီယံအစည်းအဝေးနောက်ဆက်တွဲလုပ်တယ်เนาะဒါပြည်သူလူထုနဲ့ထိတွေ့ပြီးတော့ဟိုပြောတဲ့အဲ့မှာသတင်းမီဒီယာတွေလည်းပါတယ်ဆိုတော့ဒါဒီအတန်တွေကလည်းဒါမလေးရှားနိုင်ငံရဲ့မီဒီယာတွေဒီမှာရောက်ချိသွားမှာပဲပေါ့เนาะအဲ့တော့ဒါဟာအရန်ကောင်းတယ်ဆိုတာကိုကျွန်မအနေနဲ့ပြောချင်တယ်ပေါ့เนาะကျွန်တော်တို့ကအရာတရားဖြစ်တယ်ဒီလိုပဲတခြားနိုင်ငံမှာရှိနေတဲ့เนาะဒီနိုင်ငံရေးတကြောလှုပ်ရှားသူတွေကလည်းကိုယ်ရောက်နေတဲ့နေရာကနေပြီးတော့ကိုယ်တာဝန်ကိုကျေမွန်အောင်ကန့်ဆောင်စေချင်တယ်ပေါ့เนาะဆိုတော့အားလုံးကတော်လန်ရေးမှာတက်တက်ကြွကြွနဲ့ပါဝင်နေကြတာကျွန်တော်တို့သိလဲသိတယ်ပေါ့เนาะကျွန်တော်တို့ကိုယ်တိုင်လည်းဒါ ိုပြည်သူတွေပဲအဲ့တော့ကျွန်တော်တို့ကိုယ်တိုင်လည်းကိုရောက်နေတဲ့နေရာမှာတော့ကိုနိုင်ငံတို့ကိုလုတ်ပေးနိုင်တာလုတ်ပေးမယ်ဆိုတော့စိတ်နေပဲကျွန်တော်တို့တွန်းနေတာဖြစ်တယ်ပေါ့နော်အဲ့တော့နိုင်ငံတကာမှာရှိနေတဲ့ကျွန်တော်တို့နော်ဒီအမှန်တရားကိုမျက်နှာသူများဒီတော်လှန်ရေးအတွက်ပေါင်းရင်လှုပ်ရှားနေသူများကလည်းတက်နိုင်တဲ့ဘက်ကနေပြီးတော့ရအောင်တွန်းပါရအောင်တိုးပါ အဲ့ဒီလိုပဲကျွန်တော်တို့ထောက်ပို့နယ်ပတ်သက်ပြီးတော့လေအခုလုပ်နေတဲ့ campaign တွေ UNG ကလုပ်နေတဲ့ campaign တွေကိုတက်နိုင်လောက်များများလေးပံ့ပိုးစေချင်တယ်။နောက်ကွာ UNG ရဲ့လှုပ်ဆောင်မှုအရန်အားကောင်းလာပြီးတော့မှဒါကျွန်တော်တို့နောက်ပိုင်းမှာဆိုကြားရတဲ့သတင်းတွေအရဒီဒီဟာကိုရေအိုတွေနဲ့လည်းအများကြီးဆွတ်ဆွလွင်းမှုတွေတိတိပို့ပြီးတော့ပေါ့နော်အစိုးရဒီချက်ပို့တဲ့အစိုးရပေါ့ရှင်နော်အခုမှ UNG ချက်ပို့တဲ့အစိုးရတရက်ပေါ်ထွန်းလာဖို့အတွက်ကိုလည်းဒါသူတို့စူးစမ်းနေတဲ့ဆွေးနွေးနေကြတယ်လို့ပြောတယ်ပေါ့နော်ဆိုတော့ကျွန်မ အဲ့ဒီရင်းနေလေဖတ်ရဆိုလေဒါကျွန်တော်တို့ပြည်သူတွေအကြအကျဉ်းဆုံးဖြစ်တယ်ကျွန်တော်တို့ပြည်သူတွေရဲ့ဆန္ဒဖြစ်တယ်ဒီအတိုင်းကသွားမယ်ဆိုလို့ရှိရင်မကြခင်မှာကျွန်တော်တို့တော်လန်ရေးဟာအောင်ပွဲနဲ့စစ်သိမ်းရမှာဖြစ်ပါတယ်ပေါ့နော်အဲ့တော့အားလုံးပြည်သူအားလုံးအားတင်းနှားကြပါနောက်တစ်ခုကဂရုစိုက်ကြပါမြန်မာပြည်တွင်းထဲမှာရှိနေတဲ့လူတွေနော်ဒီဥမာထိုင်းနိုင်ငံနဲ့နီးကပ်တဲ့ထောက်ပို့တွေလည်းအရန်ဂရုစိုက်စေချင်တယ်ပေါ့နော်မအားလားတို့ဟာအရန်ရုံမာတယ်သူတို့ရှုံးနေလေလေပုံပြီးရုံမာနေလေဖြစ်တယ်ပေါ့နော်ကြာလေကြာလေသူတို့ရဲ့အရှုံးတွေကလည်းမြင်တွေ့နေရတာပဲလေနော်ဒါအာဆီယံရဲ့ဆုံးဖြတ်ချက်ဆိုလို့ရှိရင်သူတို့ เนาะตรุตั่วก็တော့ဒါကြီးကဟိုလောင်စရာကြီးပေါ့မနေ့ကတော့တင်လိုက်တဲ့ဗီဒီယိုဖိုင်เนี่ยပတ်သက်ပြီးတော့เนาะကိုယ့်ဘက်ရက်ကမှလောင်နေကြတယ်လို့လည်းသိကြရတယ်ကျေးဇူးတင်ပါတယ်အဲ့လိုလောင်နေတဲ့အတွက်ပေါ့เนาะအဲ့တော့ထပ်ပြီးတော့လောင်အောင်လေကျွန်တော်တို့ဒါထပ်ပြီးတော့ပြောပြတာပေါ့ရှင်เนาะကျွန်တော်တို့ကဒီထက်ပိုတဲ့เนาะလှုပ်ဆောင်မှုတွေနဲ့ကျွန်တော်တို့ကတက်နိုင်တော့ဒီဘက်မှာကျွန်တော်တို့ချောင်းနေတဲ့နိုင်ငံမှာတော့ကျွန်တော်တို့တာဝန်တည်အောင်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်ဆက်ပြီးတော့လေလှုပ်ဖို့တွေအများကြီးရှိတယ်เนาะ UN အနေနဲ့လည်းအဲ့ဒီတော့ကတက်လာတယ်မြန်မာအရေးကိုကင်တွယ်ဖြည့်ရှင်းနေတဲ့အမျိုးသမီး Miss Lillian Pan ဆိုလို့ရှိရင်ဒါမြန်မာအရေးကိုပဲ ဆောင်ပေးပြီးတော့ပြောသွားတယ်မြန်မာပြည်သူတွေကိုညီဖို့နဲ့ဒီအာဏာရှင်အာဏာရှင်တွေကိုအာဆီယံအနေနဲ့ပေါ့နော်ထိရောက်တဲ့အရေးယူမှုတွေလုပ်တင်နေဆိုတာအကြံပေးသွားတယ်ဒါဟာအရန်ကောင်းတဲ့အတန်လေးဖြစ်နေပေါ့နော်တကယ်ကိုမှအရေးကြီးတယ်မဟုတ်ဘူးလို့ရှိရထုတ်လာတဲ့အတန်လေးဖြစ်နေဒါကိုကြည့်ကြည့်အပြင်နောက်ထပ်အလားအလာတွေလည်းပိုကောင်းလာမယ်လို့ပြောကြရင်လည်းဒီမျိုးလေးနဲ့ရှင်းပြလိုက်ပါတယ်ရှင်အားလုံးကိုကြည့်ပေးပါတယ်